လှုပ်တာနှစ်သန်းခန့်အလုပ်လက်မဲ့ဖြစ်လာနိုင်ကြောင်းကမ်ပနာရေးဝန်ကြီးဟောင်းသတိပေးအမေရိကန်မှာလက်ရှိဖြစ်ပွားနေတဲ့ဈေးကျပ်ခွန်သွေးမြင့်မှုတွေကြောင့်စီးပွားပြက်ကင်းကြုံရနိုင်ခြင်းရှိပြီးအမေရိကန်ရှိအလုတ်သမားနှစ်သန်းနီးပါအလုတ်လက်မဲ့ဖြစ်လာနိုင်ကြောင်းအမေရိကန်ဖန်တာရေဝန်ကြီးဟောင်းဖြစ်သူလောရန့်ဆမ်မတ်ကဘလွန်ဘတ် TV အစီအစဉ်အင်တာဗျူးတစ်ခုမှာပြောကြားခဲ့တယ်လို့စင်ဟွာသတင်းတရမှာဖော်ပြထားပါတယ် ်အမေရိကန်ပြည်ထောင်စုရှင်မိသားစုတစ်ခုမှာဒေါ်လာ9000ထက်မကဝင်ငွေရောင်းနှင်းမှုဖြစ်လာနိုင်ကြောင်းဟာဘတ်တက်ကတုပရော်ဖက်ဆာလည်းဖြစ်သူဆမ်မားကပြောကြားခဲ့ပါတယ်။လက်ရှိထရန့်အစိုးရရဲ့စီးကြက်ခွန်သုံးမြင့်မှုအစီအစဉ်တွေကစီးပွားပြက်ကတ်ဆိုးကြီးဖြစ်စေခဲ့တဲ့1930ခုနှစ်ကာလတုန်းကထင်ပုံမဆိုးရွားလာတာကြောင့်ဒီလိုထုတ်ပြန်ထားတဲ့မူဝါဒတွေကိုရုပ်သိမ်းရင်ပိုကောင်းမယ်လို့ Lorap Sanma ကဆိုပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကတံပြင်စီးချက်ခုံကောက်ခံမှုအမိတ်ကိုအပိလနှစ်ရက်နေမှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ဒီလိုစီးချက်ခုံတုံးမြင့်ခြင်းကအမေရိကန်အစိုးရရဲ့အခွန်ပညာကိုသုံးစေပြီးကုန်တွေလုံဝင်ပြခြင်းကိုညှော့နှဲစေကာအမေရိကန်နိုင်ငံရဲ့ထုတ်လုပ်နိုင်စွမ်းကို ပြန်လည်တက်ဝင်လာစေမယ်လို့ထရပ်ကအခိုင်အမာဆိုထားပါတယ်။တစ်ဖက်မှာလည်းစီးပွားရေးပညာရှင်တွေနဲ့ကမ္ဘာကောင်းဆောင်တွေက ဒီလိုစည်းချက်ခွန်ကောက်ခံမှုတွေကကုန်စည်နှုန်းကြီးမှမှုအမေရိကန်စားသုံးသူတွေကို ထိခိုက်စေမှုနဲ့ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတိုးတက်မှုကိုထိခိုက်နေနိုင်စေမယ်လို့သတိပေးထားကြပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။